မင်္ဂလာပါရှင်ဒီကနေ့ဝမ်ကြောက်ဝမ်ရှော့ယောဂအကြောင်းတည်ကောင်းစရာတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်တစ်ချိန်ကတကဘာလုံးကကယောဂကြီးအနေနဲ့ချိန်ချောက်ခဲ့တဲ့ဝမ်ကြောက်ဝမ်ရှော့ယောဂဟာ Shigella Dysentery, Vibro Cholerae နဲ့ Escherichia coli လို့ခေါ်တဲ့ယောဂပိုးတွေကြောင့်အများဆုံးဖြစ်တတ်ပါတယ်အဓိကအားဖြင့်တော့ဖွံ့ဖြိုးစဉ်နိုင်ငံတွေမှာပုံမှုအဖြစ်များပါတယ် အခုချိန်ထိလဲဝမ်ကျက်ဝမ်လျှော်ယောဂါဟာကပါတဝန်းလုံးမှာသိဆုံးမှုအများဆုံးယောဂါတွေထဲကတစ်ခုဖြစ်ပါတယ်။ဝမ်ကျက်ဝမ်လျှော်ဖြစ်စေနိုင်တဲ့အဓိကအကြောင်းရင်းတွေရှိပါတယ်။အဲ့ဒါတွေကတော့မတန့်ရှင်းတဲ့အစာနဲ့ရေကိုစားသောက်မိတာနဲ့တကူရည်တန့်ရှင်းရေးအသိပညာနေပါတာကြောင့်ဖြစ်ပါတယ်။ယောဂပူကုသခံရတဲ့လူနာတွေသရိဇံတွေကနေတဆင့်လဲထက်မှန်ကုသနိုင်ပါတယ်။ဒါဆိုရင်ဘလို့အချိန်နေမှာဝမ်ကျက်ဝမ်လျှော်လို့တတ်မှတ်ရမလဲဆိုတော့ ဝန်ချက်ပြောဒါမှမဟုတ်အရေးကြီးပဲဒီနေ့ကို၃ချိန်နဲ့အထက်သွားနေမယ်ဆိုရင်ဝန်ချက်ဝန်ရှော့ယောဂလို့တတ်မှတ်နိုင်ပါတယ်ဝင်းထဲမှာသွေးပါလာတာမျိုးပိုင်အောင်တာပိုက်ရက်နာတာခြားတာတွေနဲ့ပါတွဲလာရင်တော့အဲ့ဒါကိုဝန်ကိုက်ယောဂလို့တတ်မှတ်ပါတယ်တဆိုရင်ဘလူးလူတွေမှာပို့ပြီးတော့တတိထားရမလဲအစတော့နဲ့တောက်သုံးရေလုံလောက်တန်ရှင်စွာမရှိတဲ့နေရာကပြီးသူတွေဥပမာစစ်ဘေးရှောင်စခန်းကလူတွေကုခန့်အားမကောင်းတဲ့သူတွေ ဥပမာ HIV ရောဂါဝေဒနာရှင်တွေမှာပူပြီးတော့တတိချာရမှာဖြစ်ပါတယ်။ဒါဆိုရင်ဘလူးရောဂါလက္ခဏာတွေတက်တတ်တာလဲဝင်းပြက်ဝင်းလျှောမှာဝင်းပြက်ပြော့ဒါမှမဟုတ်အရေးကြီးပဲတနေ့ကို၃ချိန်နဲ့အထက်သွားနိုင်ပါတယ်။ဝင်းကယောဂါမှာဆိုရင်တော့ဝင်းလျှောတာအပြင်ဝင်းထဲမှာသွေးဒါမှမဟုတ်အချွဲပါလာရမျိုးဘိုက်အောင်တာဘိုက်ရင်နာတာဖြားတာတွေနဲ့ပါတွေ့တတ်ပါရီ ကာလဝင်ရောကဆိုရင်တော့စံစည်းရေးလိုအရေးတွေသွားတာအချွဲပါတာတခါတရံအော်အန်နာဘိုင်းအောင်နာတွေဖြစ်နိုင်ပါတယ်။ဝင်းကျက်ဝင်းရှော့ယောဂရဲ့နှုတ်ဆက်တွဲပြဿနာတွေကတော့ဝင်းရှော့ပြီးရေနဲ့တစားဆုံရှုံခြင်းကြောင့်မြစ်တွင်းခြိုက်တာပါးစပ်နဲ့အာခေါင်ခြောက်တာရေအလွန်အမင်းစာရာတွေဖြစ်နိုင်ပါတယ်။ဒီအစ်စ်မှာတော့ကိုသားမမခံယူပဲပုံမဆိုးလာမယ်ဆိုရင်အတိကောင်းကောင်းမရှိတော့တာရေမတော့နိုင်တော့တာတွေအထစ်ဖြစ်လာနိုင်ပါတယ်။ ်ဒါကြောင့်ယောဂအခြေအနေကိုဘယ်လိုစမ်းသပ်ရမလဲဆိုတော့လူနာရဲ့ရေနဲ့တဆာဆုံးရှုံးမှုအတိုင်းအတာကိုဘယ်လိုစမ်းသပ်ရမလဲဆိုတာကိုပြောပြသွားပါမယ်ကနဦးရေတက်ဆုံးရှုံးခြင်းမှာတော့ယောဂလက္ခဏာမပြပါဘူးအစ်စ်အစ်စ်ရေရက်ဆုံရှုံခြင်းမှာမျက်တွင်ခြိုက်တာပါးစပ်နဲ့အာခေါင်ခြောက်တာရေအလွန်အမင်းစားတာစိတ်ဆက်လာတာတွေဖြစ်နိုင်ပါတယ် တင်းထိုင်ရတဲ့ဆုံရှုံချင်းအစစ်မှာတော့အတိကောင်းကောင်းမရှိတော့တာစီးမသွားတော့တာခြေတွေလက်တွေအေးဆက်လာတာသွေးပေါင်တိုင်မရတော့တာတွေတွေ့ရတက်ပါရီဒါဆိုရင်ဘလူးကုသကြမလဲရင်းနဲ့တစားကိုအလုံးလောက်အချိန်မီပြန်လဲဖြည့်တင်းဖို့ကဝင်းပြက်ဝင်းလျှော်ယောဂမှာအဓိကအချက်ဖြစ်ပါရီကနဦးနဲ့အသင့်အတင့်ရေတဆုံရှုံချင်းအစဉ်တွေမှာဆုံရှုံသွားတဲ့ရေတပမာဏအတိုင်းတစားရေပြန်လဲတောက်သုံးပေးရပါမည် လင်းနိုင်ရေတက်ဆုံရှုံခြင်းအစစ်မှာတော့တစားပလင်းချိတ်ပြီးရေနဲ့တစားကိုပြန်လဲဖြည့်တင်းပေးရပါမယ်။ကာလဝင်းယောဂကလွယ်ပြီးဝင်းကျက်ဝင်းလျှောယောဂတွေမှာ ပုံမှန်အဖြစ်ပိုးသက်ဆေးတွေတောက်သုံးဖို့မလိုပါဘူး။ပိုးသက်ဆေးတွေကမလိုအပ်ဘဲတောက်သုံးတာဟာစိတ်ရင်ပါခြင်းတွေဖြစ်စေနိုင်တဲ့အတွက်ဆရာဝန်ညွှန်ကြားမှသာတောက်သုံးသင့်ပါတယ်။ဒါ့အပြင်အစာတောက်ကိုလည်းတန့်ရှင်းပြီးလက်ဆက်တဲ့အစာတောက်တွေကိုအာဟာရပြည့်ဝစွာစားသုံးပေးသင့်ပါတယ်။ စားနိုင်သလောက်လေးနည်းနည်းနဲ့ခဏခဏစားသုံးပေးသင့်ပါတယ်။ဒါဆိုရင်ဒီဝမ်ပြဝမ်လျှော်ယောဂါကိုဘယ်လိုကာကွယ်ကြမလဲ။လက်ကိုစပြန်နဲ့တေချာစားစေကြရပါမယ်။တုတ်သုံးရည်ကိုကျူချက်တုတ်သုံးခြင်း၊ရည်တွင်းတွေမှာကလိုရင်းခတ်ပေးခြင်းအမိုက်နဲ့စွန်ပစ်ပစ္စည်းတွေကိုတိကျစွာစွန်ပစ်ခြင်းရင်လုံအိမ်သာအသုံးပြုခြင်းမွေးကင်းစားတဲ့6လအောက်ကလေးငယ်တွေကိုမိခင်တို့တမျိုးတည်းသာတိုက်ကြွေးခြင်း အစာအသောက်ကိုသန့်ရှင်းစွာကင်တွင်ချက်ပြုတ်ခြင်းရင်နာစာမစားခြင်းစသည်ဖြင့်ကျူတင်ကာကွယ်နိုင်ပါရဲ့ရှင်။